ညတောင်ရွှေကြောင်ကြီးရေဆက်ချမချသူတို့ဤကောင်းကွက်နှင့်သူတို့ဘာဤချိုးရင်းချက်ဆိုလင်နန်းတစီလောင်မြမကြံရအောင်မှတ်တမ်းတင်သက်သောအင်္ဂလိပ်တို့ပင်ဝါရဖြန့်ချီအတွက်အကွက်မိလာသောညတောင်ရွှေကြောင်တော်ကြီးရေဆက်ချအခမ်းအနားကိုမှတ်တမ်းတင်ခွင့်မရခဲ့ပဲမြမအချို့ကရေဆက်ချခွင့်ရပါသည်ဟုယုံကြည်ရည်သားနေကြသည်မှာကြောင်တစ်ကြောင်ကို နောက်ခံထား၍ကလပြုစစ်သားများနှင့်ဖုံးတော်ကြီးများမြမလူမျိုး အချို့ပူးတွဲရိုက်ကူးထားသောဓာတ်ပုံကြောင့်ဖြစ်ပေသည်ထိုပုံမှလွဲ၍အခြားအားကိုးလောက်သော အချက်အလက်မတွေ့ရပေ စင်စစ်ထိုပုံသည်ဤသို့ယုံကြည်ယူဆရန်ပါတော်မူပြီးနောက်မှ တမင်လောက်ကြံဖန်တီးထားသောပုံဖြစ်နိုင်ပေသည်အကြောင်းကား မြန်မာဘရင်ကိုဖမ်းဆီးခေါ်ဆောင်ခြင်းမပြုမီကပုံလင်းမဖြစ်နိုင်ဖမ်းဆီးခေါ်ဆောင်ခြင်းကပုံလင်းမဟုတ်သောကြောင့်ဒီရှင်းအပ်ဘရင်ကိုဖမ်းဆီးခေါ်ဆောင်ခြင်းမပြုမီကကြိုတင်အကွက်စင်သည့်အနေဖြင့်ရိုက်ကူးထားခဲ့ယူမှန်လေရည်စက်ချအခမ်းအနားတကယ်မပြုလုပ်စေကမူပြုလုပ်သည့်ဟန်လောက်ကျန်မှတ်တမ်းတင်လိမ့်မည်ဟုဧကန်တက်ဆနိုင်ပါသည်ယခုတော့က မှတ်တမ်းတင်ရန်လင်းဟင်းခဲ့ချီပြီးထို့ပြင်ဖုန်းတော်ကြီးများနှင့် အင်္ဂလိပ်မိတ်ဆာစစ်သားတို့တွဲဖက်ရိုက်ကူးရန် အခွင့်အရေးကိုလည်းထိုအချိန်က ရနိုင်ရန်ခက်လာပြီးသည်ဖန်စီခေါ်ဆောင်စဉ်ရည်စက်ချအခမ်းအနား၌ရိုက်ကူးသော ပုံဆိုရန်မှလည်းထော်ပြလက်တန်းသော အချက်အလက်များအရလုံးဝမဖြစ်နိုင်ပေကာကြီးထိုးပုံသည် နေမမတင်းမီတောင်ဘက်မှຫນွေ၍ရိုက်ကူးထားသောပုံဖြစ်သည်တီဘောကိုခေါ်ဆောင်လာသောအင်္ဂလိပ်စစ်တပ်သည်နေ့လယ်3နာရီမိနစ်30တွင်နန်းတော်မှထွက်လာခဲ့ရသဖြင့်မြတောင်တိုက်ရောက်သောအခါညနေ9နာရီလောက်ရှိပြီးခါကွေထိုးပုံပွားចောင်းကြီး၏လက်ရန်သည်ပုတ်တိုင်စီဖြစ်၍ရွှေចောင်းကြီးကပန်းထွင်းလက်ရန်ဖြစ်သည်ထို့ပြင်ဘောကဆောင်မိုးပုံခြင်းလည်းမတူပေ အချုပ်ဆိုရသော ထိုအခါကယေရနာပုံစံရွှေရောင်းတော်ကြီးသည်မှန်ကင်းမြိုင်မြိုင်စိန်တိုင်းဆွန့်ဆွန့်နှင့် အတင့်အတဲ့အတိလွင်ဆုံးဖြစ်သည်ထိုပုံမှာအကြောင်းကြီးကမှန်ကင်းတိုင်မဲ့စိန်တိုင်းနဲ့နေပြီးခငင်ထိုပုံသည် ရေဆက်ချအခမ်းအနားပြည်စား၌ရိုက်ကူးသော ပုံဖြစ်ပါမူတိဘောမင်းနှင့်ဆူပြားလက်တို့ဤကံပါရမည် ထိုပုံ၌လုံးဝမပါချေ29နှစ်အရွယ်နုပြို၍တီဘောမင်းဟုထင်မှလောက်သူကိုပြီမတွေ့ရပြီကာကြီးဒီပုံတဲမှတို့မြတောင်ဆရာတော်ကြီးမပါပါဘူးចောင်းကြီးရေစက်ချပွဲမှာတစိုက်ကပ်ဖို့လျှောက်ထားပြီးဆရာတော်တွေလည်းမပါပါဘူးဟုယခုလက်ရှိမြတောင်တိုက်ကျက်ဆရာတော်အရှင်သာမကမိန့်တော်မူသည်ထို့ကြောင့် ကျောင်းကြီးအလူခံမိညတောင်ဆရာတော်ကြီးထိုးပုံ၌မပါကြောင်းတိရဤဤစကားများအရာထိုးပုံသည် ရေဆက်ချအခမ်းအနား၌ရိုက်ကူးသောပုံလည်းမဟုတ်နိုင်အရင်ကြိုတင်၍ရိုက်ကူးခဲ့သောပုံလည်းမဟုတ်နိုင်ကြောင်းထင်ရှားပေပြီးထို့ကြောင့်ထိုးပုံသည် နောက်မှတမင်လောက်ကြံဖန်တီး၍ရိုက်ကူးထားသောပုံသာဖြစ်သည်ဟု ဆိုရန်မှတပါတခြားနိလန်းမရှိပေသို့ပါလျက် လက္ခဏာဆရာဦးစံမင်းကမြမပညာရှိကြီးဖြစ်သောတခင်ကိုယ်တော်မိုက်ဤပြောစကားအဖြစ်အောက်ပါအတိုင်းဖော်ပြထားသည်မှာမယုံကြည်နိုင်စရာဖြစ်ပါသည်နံပါတ်1ဖြစ်တဲ့တောင်းဆိုချက်ကိုတော့ခွင့်ပြုခဲ့ပါတယ်မန္တလေးမြို့တော်မှာတကား12ပေါက်ရှိသည့်အ내အမမင်္ဂလာမရှိဆုံးအတုပတကားပေါက်ဖြစ်တဲ့ အားထားဝီတကားပေါက်မှ ထွက်ပြီးတီဘောမင်းနဲ့မိဖုရားတို့ကိုယထာလုံးနဲ့တင်ပြီးဂောဝင်စိတ်ကန်းကိုခေါ်သွားခဲ့ကြတယ်ဂောဝင်စိတ်ကန်းမရောက်မီလမ်းအနီးမှာရှိတဲ့မြတောင်ရွှေချောင်းကြီးရှိရောက်တော့သူတို့ရဲ့ခွင့်ပြုချက်အရာခိတရနာပြီးចောင်းတိုင်ဆရာတော်ကြီးနဲ့အတူတစိတ်တော်ရဆရာတော်သုံးပါးကို ပြင့်စီတယ်ထို့နောက်ဆရာတော်များကိုအင်္ဂလိပ်စစ်ဗိုလ်များကတန်းစီစေတယ်ထို့နောက် ရက်ပူတဲ့ဆရာတော်များကိုတက်စီရာမှာရှေ့နောက်ပညာညအာမှာထိတ်ပုတ်ခေါင်းပုတ်ပမာမခတ်လောက်ကြပါတယ်အဲ့ဒီလိုဘားတို့ရဲ့ကိုးခွေရာတဆူဖြစ်တဲ့ဖရားတပည့်တန်ဃာတော်တွေကို ပမာမခတ်လှုပ်ထားတွေကိုဘာဟာယဟန်များဂျာကနေမြင်ရပါတယ်ဒီလိုတာနာပြုဆရာတော်တွေကိုပမာမခတ်လှုပ်ထားတွေကိုမြင်ရတော့ဘာဟာငယ်ရွယ်သူပေမဲ့ မခန့်ကျင်စိတ်တွေပြင်းထန်ခဲ့ပါလေ။အဲ့ဒီဖြစ်ရကစပြီးဘရဲ့မျိုးချစ်စိတ်ဟာအစာပြိုးခဲ့တော့တာပဲ။အဲ့ဒီအချိန်မှာသူတို့ရဲ့စစ်သားများဟာအသားမဲကလားတက်များတာများတယ်။ကြောင်းရည်ဆက်ချတာတော့မပြီးနိုင်ဘူး။ကြားတယ်ဆိုပြီးတပိုင်းတစားနဲ့ပဲရည်ဆက်ချပြီးမင်းနဲ့တကွမိဖုရားတို့ကိုခေါ်ဆောင်သွားကြပါလေ။သူတို့ဟာဂုံးဝင်စိတ်ကန်းကနေပြီး ုရိယလို့စာရေးထားတဲ့သမောအိုကြီးနဲ့ခေါ်ဆောင်သွားပါတယ်အတိဘေကတော့သူရိယနေမျိုးကဆင်းသက်လာခဲ့တဲ့မြမာမင်းကို သူတို့ဟာသူရိယခေါ်တဲ့သမောဆိုကြီးနဲ့ခေါ်ဆောင်ဖမ်းဆီးသွားတယ်ဆိုတဲ့သဘောပဲနောက်ရန်ကုန်ရောက်မှပဲသမောပြောင်းစီစီပြီးမင်းနဲ့တကွမိဖုရားတို့ကိုအိန္ဒိယပြည်မရရမြို့ကိုခေါ်ဆောင်သွားကြတယ် မြတောင်တိုက်ကြီးရေဆဲချပြီးစရိုက်ကူးခဲ့သော ပုံမဟုတ်တီကိုပြင်ပြခဲ့ပြီးသို့သောရေဆဲချပြီးစကရိုက်ကူးသောဓာတ်ပုံမဟုတ်ပါဆိုုံဖြင့်ရေဆဲမချခဲ့ပါဟုယတိပြတ်ဆုံးဖြတ်ရန်မသင့်ပေဓာတ်ပုံမရိုက်ဖဲဘီရိုလဲပေါ်မှဖြစ်စေပြည်စလွယ်ချလင်ဖြစ်နိုင်သည်ဤထို့ကြောင့်တကယ်တမ်းရေဆဲချမချဆရာတော်ကိုရှောက်ထားကြည်ရာရည်စက်ချနေရမယ်မထင်ပါဘူး ရှင်ဘရင်ကိုသူတို့ကအလွတ်မှမခံရဲပဲမိတ်တော်မူပါသည်ထိုစဉ်ကဆရာတော်သည်တိကျနားလေသော15နှစ်သားအရွယ်ရှိပြီးညတော်ကြောင်းတိုက်အနောက်နှစ်ပြကျော်ကနေ၍ကြည့်ခဲ့ရသူဖြစ်သည် အကယ်ရေဆက်ချယိုမှန်လင်းညတော်ကြောင်းကြီးကိုရေဆက်ချနေတဲ့ဟူသောတည်င်းကိုကြားမိတာဖြစ်သည် ထို့ကြောင့်ဆရာတော်ဤစကားသည် လုံလောက်သည့်အဖြစ်ဖြစ်သည်မှန်၏နေကျဲသမားပြီပြီလက်နဲ့ဆွဲအင်နှင့်တာလွန်သောစစ်အင်အားအပြင်ညောင်ရမ်းမင်းသားကိုနန်းတင်ပေးမည်လိုလိုဆွေနေပြီးစစ်အေးကပြန်မည်လိုလိုနှင့်ပရိယလှက်ကွက်သုံးကဖန်စီထားရသောဘရင်တပါးကိုယခုလိုမှောင်စပြိုးချိန်၌အဘဲသူအချိန်ဆွဲခံအလိုလိုက်ပါမည်နီဖျားကြီးဖူးပရစီညတောင်တိုက်ရေဆက်ချပရစီဟု တောင်းဆိုခဲ့ယူမှန်လင်တကယ်တမ်းကုသိုလ်တရားပွားများရေးအတွက်မဟုတ်ဘဲကုကယ်မိသူပေါ်လူပေါ်ညာတောင်းဆိုသောစကားများအဖြစ်အင်္ဂလိပ်တို့မရိပ်မိပဲရှိနေမဟုတ်ပေအကတိအင်္ဂလရှူတို့ကတီဘောပရင်အပေါ်ဤကဲ့သို့စိတ်မချမ်းသာပွဲရာကောင်းလာသောအဖန်ခံရာချင်းစသည့်တန်တရာဒုက္ခမှလွတ်မြောက်၍နိဗ္ဗာန်ရောက် ချမ်းသာပါစေဟုမေတ္တာစေနာအပြည့်အဝဖြင့်ကြောင်းလို့ရည်စဲချဒါနပါရမီဖြည့်ခွင့်ပြုကြလင်တယ်။နှစ်ပြချောက15နှစ်သာမောင်းကောင်းကြာရတိရပြီလိမ့်မည်။ရည်စဲချနေတယ်ရည်စဲချနေတယ်ဟုသောသတင်းစကားသည် လူဆက်မပြတ်သော ပြလန်းတလျှောက်နှီးဟင်းလာပင်မည်။လူအများက စကားမပြောခြင်းလောက်အောင်ဝန်းနေနေကြပါသည်။မြည်သူမြထိုရည်စဲချချောင်းကို ပြောနိုင်ကြပါဟုဆိုပြန်ကလည်းနောက်အခါမုတ်ချပြောဆိုကြပြီမည်မိမိတို့တွေ့ကြုံခဲ့ရသည်ကို ဖောက်တည်ချကြပြီမည်ဆရာတော်သည်ပါတော်မူပြီးသုံးနှစ်မြောက်တွင် ထိုမြတောင်တိုက်သို့ရောက်ခဲ့၏မြတောင်တိုက်၌နေခဲ့၏ကလဖြူတက်စင်ကဂေါဝင်စိတ်ကိုကိုယ်တိုင်သွားကြည့်ရှုမြင်တွေ့ခဲ့ရသည်တို့ကို စာချဖုန်ကြီးပြန်ပြော၍ဆရာတော်ကြားခဲ့၏ ရေစဲချသည်နှင့်ဆက်၍ကလေတံကိုပြမကြားခဲ့ရ။ကျောင်းတော်ကြီးဒါရိုက်ကာမှမိဖုရဲ့ခေါင်ကြီးမြမာပြည်ပြန်လာပြီးရန်ကုန်၌ဆန်နေစဉ်တွေ့ဆုံရင်းနှီးဆွေးနွေးမေးမြန်းခွင့်ရခဲ့သော စတုထများတောင်ဆရာတော်ရည်သည့်မနိဆလထေရုပတ်တိကျမ်းစာမျက်နှာ280၌လေရင်းတို့မင်းကံမင်းနာကြီးမားတင့်တယ် ဖွဲရာတိုက်မြိုက်နှစ်ချိုက်ရှင်စွာ မင်္ဂလာချက်တည်းအထွေထွေဖြင့်မြင်းကလင်းတုံဟိပဲ့တင်တီမြချိပပြေမကုန်နိုင်အောင်ကြောင်းတိုက်တော်ကြီးကြောင်းတိုက်တော်ကြီးများကိုမင်းမိဖုရားနှစ်ပါးအတူဘိုလ်လူခက်ပြီးပေါင်းတင်းချံရံလျက်ကိုယ်တိုင်ထွက်တော်မူကြီးထွက်တော်မူပြီးနှင့်ကြောင်းလွတ်သည်ပင်စည်ရင်တော်မူခြင်းအမှုကို မပြုရညာလေရှေးပြားမဆွတ် ကျောင်းရမြေတော်ကိုရေစဲသွန်းချ၍လှူဒန်းတော်မူခြင်းငွေတော်ကိုထုတ်တော်မူစဉ်အခါကျောင်းဟူသောအမည်တင်ညာဖြင့်အခါကရေစင်သွန်းချ၍လှူဒန်းတော်မူခြင်းအပြင်လှူတော်မူ၍ထားပြီးဖြစ်သောကြောင့်ကြီးမားမြင့်မြတ်သောဒါနပါရမီဒူးကို စီးပူးတော်မူပြီးဖြင့်ဖြစ်လေသည်ဟုမိတ်ဆွေထားပေသည်ဤစကားတို့ကိုထောက်ဆကား တီဘောမင်းနှင့်စူဗီယာလက်တို့အကြောင်းတို့ရေစဲချခွေမရခဲ့ကြောင်းသိနိုင်ပေသည်မန္တလေးတက္ကသိုလ်အဓိပတိဟောင်းဦးကိုလေးကသူဤတီဘောမင်းနှင့်နယူးယောက်တိုင်းတင်းစာ စာအုပ်စာမျက်နှာ135တွင်ယင်းသည်နှစ်1246နှောင်းတကူးလရွှေမြို့တော်အနောက်ပြင်ဂေါဝင်တကားလန်းတောင်ပက်ရေနာဘူမိအရက်တွင် အရှင်နမရောမိဘရဲ့ခေါင်ကြီးကစောက်လုပ်ပြီးပြည်သည့်ရွှေရည်ကျောင်းရံရှစ်ရက်နှင့်တကွဘုံလေးစင်မှန်ကျောင်းတိုက်ကိုမဏိရဏာရာမကျောင်းတိုက်ကျောင်းတော်ကိုမဟာရဏာပုံစံကပီးတက်တော်မူပြီးလျှင်အာလောကာပိပဝရသာဒနာရခမဟာဓမ္မရာဇာတိရာဇကုရု တစိတော်ရမြတောင်ဆရာတော်အားကြောင်းအပ်တင်လူတော်မူသည်ဟုကုံမောင်ဆက်မာယာဇဝင်ကြီးလာစကားကို ကိုးကား၍တီဘောမင်းနှင့်နယူးယောက်တိုင်းသတင်းစာ စာမျက်နှာ136တွင်မြတောင်ဆရာတော်အား1246ခုနှောင်းတစ်ခုလအတွင်ကြောင်းအပ်တင်လူပြီးဖြစ်၍ကုံမောင်ဆက်မာယာဇဝင်ကြီး 1249ခုဒီဇင်ဘာလဆို6ရက်တွင် ရွှေခရီးဖြင့်ရေဆက်သွင်းချစရာ လိုတော့မည်မဟုတ်ပါဗုဒ္ဓဘာသာထုံးတန်းစင်လာအရာဆရာတော်အားလှူဒန်းလိုက်သောအချိန်ကပင်ရေဆက်သွင်းချပြီးဖြစ်ရပင်မည်ဟုကောက်ချက်ချပေးထားပြီသည်မြတောင်ဆရာတော်မြတောင်တိုက်ရောက်တော့ရေဆက်ချပါသေးသလားရာဇဝင်ဆရာတို့က ကင်လှူတယ်ဆိုတဲ့အကြောင်းရေးကြလို့ရေးစဲချခဲ့ပြီလို့ယူဆနေကြပါတယ်ဖရာဟုဆရာတော်ကိုရှောက်ထားကြည်ရာမင်းမိဖရာထွက်ပြီးအကြီးအကျယ်တော့မချသေးပါဘူးတာမညာချသလားတော့မသိဘူးဒီလိုလဲလုံးမယ်မထင်ပါဘူးဟုအမေရှိပါသည်မြန်မာနိုင်ငံ၏ထုံးစံမှာကျောင်းတိုက်မီအာရမဝတ္ထုလူစင်က၎င်းကျောင်းအတွက်ဝတ္ထုငွေလူစင်က၎င်းကျောင်းအဖြစ်ဖြစ် အကျဉ်ချင်းရေစဲချပြီးဖြစ်စေကမူနောက်ဆုံးလက်သမားပယံစသည့်ပညာရှင်တို့ဆံရကိစ္စပြည်ပြည်သောအခါကြောင်းတိုက်ကိုကြောင်းတကာကြောင်းအမားတို့ကလက်လွတ်သည့်အနေဖြင့်အခမ်းအနားပြုလုပ်၍နောက်ဆုံးရေစဲချလှူဒန်းမြဲဖြစ်သည်ထိုပွဲကိုကြောင်းလွတ်ပူဇော်ပွဲဟုခေါ်သည်ဤနေရာ၌ရေစဲချမချဆိုသည်မှာနောက်ဆုံးကြောင်းလွတ်ရေစဲချခြင်းကိုသာ ဆိုလိုရင်းဖြစ်၏ မနိဆလသီရောပတိစာမျက်နှာ290နှစ်293၌လေမြောက်ဖက်မျက်နှာ၌စာတော်ဝင်မောင်ခဲဤကြောင်းနှင့်ဒီဝင်းအောက်ဝင်မင်းမောင်ချင်းကြောင်းယာဟုတောင်းနှင့်စနေတောင်းတို့၌ဝါဆိုကြောင်းနှစ်ကြောင်းဤကြောင်းလေးကြောင်းအလင်းအမြန်ဆောက်လုပ်ပြီးကြောင်းအမိတ်တော်ခံရနမတော်မိဖုရားကြီးကမြတ်တော်တိုက်သိကို ရွှေပြောင်းဆန်နေရန်ရှောက်သည်ဖြင့်ရွှေရန်တင်းပင်းမပါဥပစင်းငယ်တပါကပ္ပိယတယောက်ခေါ်၍အမှတ်မထင်ရွှေပြောင်းပြီးစာတော်ဝင်မောင်ခဲเจ้า၌တည်င်းသုံးချောင်းသာပါသည်ကျောင်းလွတ်ရည်စဲချသည်ဟု မပါပေထို့ပြင်ထိုအခါကမဟာယေနာပုံစံရွှေတောင်းတော်ကြီးပင် မဆောက်လို့ရသေးပေထို့ကြောင့်နောက်ဆုံးကျောင်းလွတ်ပူဇော်ပွဲ မပြုလို့ရသေးသော မြတောင်ကျောင်းတော်ကြီးကိုလည်းထုံးစံအရတဆောင်မုံးလမင်္ဂလာအခါတော်တွင် မင်္ဂလာအခါတော်ရဲ့၌ကျောင်းလို့ပူဇော်ပွဲကြီးပြုလုပ်ရန်ထီးဖြူုံဆန်နှင်းများစောက်လို့လည်းရှိနေပေပြီးထိုစဉ်ပါသွားရခြင်းဖြစ်ပါသည်ရေစဲချဖို့ထီးဖြူုံစောက်လို့ထားတဲ့ဆိုပါれမှန်ပါသလားဖေယအင်းစောက်တယ်အဆောင်တွေအကုန်တော့မပြီးသေးဘူး စောက်တုံးပါသွားလို့ဒီအတိုင်းပြစ်ထားကြတယ်။နောက်1248ခုတော်တလင်းလရေကြီးတော့လူတွေဝင်နေကြတယ်။အဲ့ဒီမှာနေရင်ညောင်ကုန်းလေတန်းကမိမတယောက်မိဖွားသွားတယ်။ဒီကောင်လေးဖုန်းကြည့်နိုင်မယ်လို့ပြောနေကြသေးတယ်။နောက်ဒီကောင်လေးဖျောက်သွားတယ်မသိဘူး။